ဒီကားနဲ့ပဲဝိဇာတက်ခွင်းတက်ခွင်းဒီထဲမှာလေဟင်းနေတာချစ်ချင်းနေပဲအာကောင်းလိုက်တယ်အဲ့ပြကင်းပါလေမြေတစင်းလို့မကောက်ခွေးတော့အာလောက်ဆို rapper လုပ်လို့ရရရရဇလန်ရဲ့နာမည်လေးကဝိဇာတက်ခွင်းပါနာမည်ကဆန်ဆန်ဇလန်လေးတပုတ်ပါအဲ့ဒါကိုအောင်းဆုံးကျွန်တော်ခံပြီးပါမယ်အဲပါဝင်မဲ့ character ကတော့ဟို ဝိဇာတက်ကွင်းကိုရတဲ့ညီကိုနှစ်ယောက်တည်းကတယောက်ဘယ်လိုပုံစံလေးပါဟုတ်အဖြစ်ဖြစ်ပါတယ်ကျွန်တော်ပို့ကျွန်တော်တစ်ခါမှမရဘူးပါဘူးဒီလိုမျိုးပုံစံမျိုးငငယ်လေးတွေကဒီလိုမျိုးတွေစိတ်ဝင်စားပါတယ်အဲဒီလိုမျိုးဝိထုလေးတွေဖတ်ရတာလည်းကြိုက်ပါတယ်အဲ့လိုငငယ်တော့ဆိုရင်ငင်းသိမ့်သားတော့ဆိုရင်ရမ်းမိုက်တယ်လေအခုဒီလိုရိုက်ခွင့်ရရဲ့ဆိုတော့ ကျွန်တော်တက် challenge လေးဖြစ်တယ်ဗျ။ဒါလည်းအကောင်းဆုံးကြိုးစားခြင်းနဲ့ character ဖြစ်တဲ့အတွက်အဲအကောင်းဆုံးကြိုးစားပါဘူး။ကြိုတင်မြင်ဆင်ရမှာအထွေထွေတော့လောစေတာမရှိသေးပါဘူး။ဒါ item မိုင်းနဲ့ပတ်သက်ပြီးတော့အအရင်ကနေမတူအောင်တော့ကြိုးစားဖို့စဉ်းစားထားတယ်။ script လေးဖတ်နေတယ်။ဟိုစာပိုင်းလေးတွေစဉ်းစားထားတယ်။ဘလောက်ပဲ။အဲဘ ഹു ဒုတာလေးတစ်ခုပါပဲ။အဲ ီလိုမျိုးပျက်စီးလေးတွေအဲဥမာဝိုးကျိုးသွားတာကလုံးတို့ဒီလိုမျိုးလေးတွေဆိုကျွန်တော်ငငယ်တွေကြားဘူးနေတဲ့အရာလေးတွေဖြစ်တဲ့အဲကတုံးတန့်ရင်တော့စေးပေါ့နော်မတုံးတန့်ပေးဒီလိုမျိုးအဲစတိုရီလေးတွေကိုလှလှလေးရေးပြီးတော့ဇလန်းတစ်ပုဒ်တီထွင်ချတယ်အမပေါင်းမပြတ်တာအဲ့လိုအဲ့လိုလေးပါပဲဘုသူတာလေးတစ်ခုပါပဲအချို့အရာတွေကလည်းအဲကျွန်တော်တို့ကရိုက်ပြရဲဆိုပေမဲ့ဒီအချိန်မှာကျွန်တော်က ဟိုဘယ်လိုပြောမလဲကျွန်တော်ရိုက်တဲ့ကားဖြစ်တဲ့အတွက်တော့ကျွန်တော်ဒီဘက်ကိုဆွဲပြီးတော့မပြောချင်ဘူးအဲကျွန်တော်ကျွန်တော်စိတ်ထဲမှာရှိတဲ့အတိုင်းပဲကျွန်တော်အမှန်တိုင်းကျွန်တော်ပြောပြချင်တယ်အဲတချို့အရာလေးတွေကအဲရင်းဆွဲလန်းကြီးပြီးတော့အစွန်းရောက်တော့အကျင့်မလဲမကောင်းစိုးကောင်းမှအမှန်ကိုတေချာဖွဲကြပြီးတော့ယုံသိမ့်မယုံသိမ့်လေးတွေစဉ်းစားအဲဘာနော်အလိုလိုလေးတွေကျွန်တော်ကအလိုပဲတွေးတယ်ဒါမျိုးတွေကကျွန်တော်ကတိတ်မယုံနဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီစကားကကျွန်တော်တို့ အဲလိုပြောပရိသတ်ကိုကောင်းစေခြင်းတဲ့အရာလေးတွေပေးမယ် message လေးတွေအများကြီးပါမှာဖြစ်တဲ့အတွက်ဒါမျိုးကျွန်တော်ရိုက်ခုခဲ့တာပါအဲခုနကသုံးသပ်သလိုမျိုးပဲပေါ့နော်ချို့ရတဲ့အရင်အဆုံးရောက်တာမကောင်းဘူးမဖြစ်နိုင်တဲ့အရာတွေကိုအရင်ယုံကြည်တာမကောင်းဘူးဖြစ်နိုင်တဲ့အရာတွေကိုပဲယုံကြည်ဖို့ကြိုးစားပါကိုကိုယုံကြည်ဖို့ကြိုးစားပါကျွန်တော်ကတော့အဲ့လိုပဲအကျင့်ပေးခြင်းပဲဘာလို့လဲဆိုတော့ကျွန်တော်အများရန်ကျွန်တော်ကိုကျွန်တော်ပဲယုံအောင်အများရန်ကြိုးစားနေတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်နေ့တွေနေ့တွေလည်းမယုံဘူးကျွန်တော်စူရီးရဲ့ဆိုင်းနေပါတယ်လည်းကျွန်တော်မယုံဘူး မေးရင်းရေးရတဲ့တော့မယုံအဲ့လိုမျိုးမယုံတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်ကတော့လိုပဲအကြံပေးခြင်းနဲ့ဒီလိုမျိုးကတော့ဘယ်မှာဒီလိုမျိုးစကားမျိုးပြောရတော့မကောင်းပါဘူး။ဒါပေမဲ့ကျွန်တော်ကျွန်တော်အတွေ့အမြင်အရကျွန်တော်အမှန်တိုင်းဒါပြောရတာပါဟုတ်။ဘယ်လိုမျိုးပြောပြမယုံလား။မယုံကျွန်တော်အဲ့လိုမျိုးမယုံ။အဲ့လိုယုံတဲ့လူတွေကိုလည်းနည်းနည်းဘယ်လိုပြောရမလဲ။အခုကိုယ်ကိုပဲယုံအောင်အများကြီးစူးစမ်းပါတယ်။ ကိုယ့်ကိုပဲလူဆိုတော့ကိုယ့်ကိုယုံစူးစမ်းတင်တယ်လို့ပဲထင်တယ်။ကိုယ့်ကိုမယုံကြည်အောင်ဆိုရင်ပဲရောင်းမကောင်းတယ်။ဟောကိုယ့်ကိုယုံကြည်အောင်မြဲတဲ့စူးစမ်းနေတဲ့လူကအာသူများတစ်ဖက်သားကိုလည်းယုံကြည်မှုပေးနိုင်တယ်။ကိုယ့်ကိုလည်းယုံကြည်မှုအကောင်းဆုံးတည်ဆောက်နိုင်တယ်။အဲအဲ့လိုမျိုးထင်ပါတယ်။အဲ့လိုလည်းမဟုတ်ပါဘူး။ကျွန်တော်ကအရင်ကမယုံဘူးဆိုတာလေဒီလိုဟိုကျွန်တော်ရှောက်တွေးကြည့်တာပေါ့နော်။အဲ ဥမာနေနေနန်းနေဇူရီရဲ့ sign တွေပါ냐ဆိုဆိုတာတွေရေးထားတဲ့အရာတွေကိုကျွန်တော်အကောင်လုံးကိုဖတ်ကြည့်တယ်ဥမာထားပါတော့ကျွန်တော် Aquarius ဆို Aquarius ဆိုရင် Aquarius တခုလည်းကိုကျွန်တော်ဖတ်ဘူး Scorpio တို့ Virgo တို့အကောင်လုံးကျွန်တော်လိုက်ဖတ်တယ်ဆိုတော့အဲ့တခြားဖတ်ကြည့်တဲ့အရာတွေမှာလည်းချို့အရာလေးတွေကိုယ်နဲ့တိုက်ဆိုင်တာလေးတွေလည်းပိုင်းပါလာတယ်ဒီတော့ content writer တွေကကောင်းကောင်းဟိုစကားလုံးလှလှလေးတွေလူတွေကြိုက်အောင်ရှောက်ရေးရေးထားတယ်လို့ပဲမြင်တယ်။ဥမာထားပါတော့အမက Scorpio ဆိုရယ် Scorpio မှာကျွန်တော်ကြိုက်တဲ့အရာတွေကျွန်တော်ကိုကျွန်တော်လည်းဖန်တီးနိုင်တယ်လို့ကျွန်တော်ထင်တယ်အဓိကကျွန်တော်ကကျွန်တော်ပဲဗျာဒီဒီဟာတွေမဟုတ်ဒီထဲမှာရေးထားတဲ့စာရေးအတိုင်းကျွန်တော်တို့ကလိုက်ပြီးတော့အဲသူတို့သတ်မှတ်ထားတဲ့အရာတွေအတိုင်းကျွန်တော်တို့ကလိုက်စီမျောနေဖို့မလိုဘူးလို့တော့ထင်တယ်ကောင်းကောင်းကျိုးရဖို့ဆိုလူတွေကအကုန်လုံးကအမှားရယ်ကောင်းဖို့အတွက်ပဲကြိုးစားနေကြတာဗျအကောင်းအောင်ပဲနေကြကြလူကောင်းဝင်ဖြစ်ချင်ကြဆိုတော့အစိုးကောင်းမှမယ်တော့အကောင်းဆုံးခွဲခြားပြီးတော့အကောင်းဆုံးနေနိုင်တော့အကောင်းဆုံးပဲပေါ့ ဘာသာတရားတိုင်းမှာလည်းအဆုံးမတွေအများကြီးရှိပါတယ်။မကုနာပြောဆိုဘာသာရားရဲ့လို့မဟုတ်ဘူး။အဲ့ဒါကြီးမဆိုင်ဘူး။ဘာသာတရားကြီးအကုန်လုံးကကောင်းတယ်။လူတွေကပဲမကောင်းဘူး။မကောင်းတာကိုကောင်းအောင်နေနိုင်ကောင်းတာပဲ။ဟုတ်တယ်။ကံကံရေချိုကောင်းတာလုံးကောင်းတာဖြစ်မယ်။အဲ့တော့ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာပဲလုပ်ဟုတ်တယ်။အဲ့ခရီးရမှာလည်းစိုက်တဲ့အတိုင်းရိတ်ရမယ်ဆိုတာမျိုးကရှိတာပဲအဲ့တော့ခြုံငုံကြည့်ရင်ဘာသာတရားဆိုတာရေကောင်းစဉ်တွေရှောက်တက်မနေနဲ့ဘူးကောင်းဖို့အတွက်ပဲအားလုံးကစုံးမှတာဒီဆိုတော့ကောင်းအောင်ပဲနေဖို့ပဲလိုတယ် ျွန်တော်လူတွေကလည်းခတ်တာကွာလေဆိုတော့အရင်ကိုကိုကောင်းနေလို့ထင်ပြီးတော့ကောင်းသွားတယ်ဆိုပြီးကောင်းနေနေတက်ပြီးမကောင်းတာတွေလည်းအများကြီးရှိနေကြကိုကိုကမသိဘူးပုံမှန်နဲ့ထင်ပြီးတော့အဲ့မှာဆော့ကောင်းနေကြအဲ့တော့အဲဆိုးကောင်းမားမှန်ကိုဟိုကိုဘက်ကိုပဲကိုဆွဲမတွေးပဲနဲ့ဘက်ပေါင်းစုံမျှတွေးပြီးတော့ကောင်းအောင်နေနိုင်ဖို့အရေးကြီးပါတယ်အဲလိုပဲလေမားလေတက်တွေကြီးလာဘက်လာပြီဆိုတဲ့အတွက်အချို့အရာတွေကအဲယော့ယော့လာယော့လာတဲ့အရာတွေမယော့အောင်ကျွန်တော်ပြန်တင်ရပြန်တင်တယ်ဆိုတော့ ်ပါပါတယ်ကိုကို view အဲ view site ပါတယ်အရင်တော့ကတော့ view site ထဲမှာမပါပါဘူးဖြစ်လို့နေပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဖြစ်လို့မနေပါဘူးတသက်ရက်လေးနေပါတယ်ကိုဒီပါဘာလို့လဲဆိုတော့ပဲများတာ တော့မဟုတ်ဘူးယောက်ျားတယောက်နေတဲ့အဲနေတဲ့နေထိုက်တဲ့ပုံစံမျိုးလေးတော့နေရဲဒါပေမဲ့ကျွန်တော်တို့ကလုံနေတဲ့အလုပ်ကအမှုပညာအလုပ်ဖြစ်တယ်မျက်နှာတွေခန္ဓာကိုယ်တွေကိုပြပြီးတော့လူတွေမျက်စိပြဿနာက ဖြစ်အောင်ကျွန်တော်သေဥဆောင်နဲ့အရာတွေကအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကကျိုးစားနေတဲ့အချိန်မှာတရုတ်ဆောင်ကောင်းဝေးနေရုံနဲ့လည်းမပြီးဘူးလူလူတွေကြည့်ပြောရှုပြောဖြစ်ဖို့လည်းလိုတယ်အစတွေကရုပ်ကလည်းရွှေချမ်းရေကျိုးဆိုတော့အာကောင်းမွန်အချောဆုံးဖြစ်အောင်နေပါတယ်ယူဆိုင်ပါတယ်အဲ့လိုလည်းမဟုတ်ပါဘူးတချို့ကလူတိုင်းအလားတင်တာပဲပဲအဲ့နေတိုင်းမှန်ကြည့်ကြတာပဲဆိုတော့အဲအခုလောက်ထိဂယူမဆိုင်ဘူးဆိုရင်ဂယူဆိုင်ပြင်မယ်ထင်ပါတယ်ဘယ်သူတွေက ဆိုင်ပါလို့ပြန်ပြောနေရပို့ကိုကိုပေါ့ဟမ်မှန်ချင်းမှန်ကြည့်ပြီးတော့ယူဆိုင်ရမယ်နော်ယူဆိုင်ရမယ်နော်အဲမိုင်ဥတော်မျိုးတော့အဲ့တော့ကိုကိုပြန်ဆုံးမတာဒေနာကဘယ်စုလို့ပါလို့ဆိုမင်းအင်တာဗျူးလေးခေါ်မေးမှမဟုတ်တော့နော်မင်းချောအောင်နေရမယ်အဲကွတ်ဒီကားနဲ့မေးရဝိဇာတစ်ခွင်းတစ်ခွင်းဒီထဲမှာလေဟင်းနေတာချစ်ချင်းနေပါဟာကောင်းလိုက်တယ်အဲ့မဲ့အပြစ်ကင်းပါလေမြေတစင်းလို့မကောက်ခွေးတော့အဲ ်တော့ဆို rapper လုပ်လို့ရရရရအဲမဟာလွန်းကနည်းနည်းလေးကြာတယ်အဲအဲဒါပေမဲ့အမိကြောက် production မိုင်းနဲ့ season 2လဲသူတို့ရိုက်ဖို့ရှိတယ်ဆိုတော့မဟာလွန်းအရင်ထွက်မလားကဘာဒီမီအရင်ထွက်မလားမသိကျွန်တော်ကနောက်ကုစလုံးကိုအကောင်းဆုံးအားထည့်ထားပါတယ်အဲရထွက်လာတာတိုင်းအကောင်းဆုံးဖြစ်ဖို့မျှော်လင့်ပါကျေးဇူးပါ